WBC အဖွဲ့ချုပ်ဆိုရအနေနဲ့2019မှာအဓိကရေးကြီးဆုံးစိတ်ခုမှုကတော့ပြည်သူလူထုရဲ့နေစဉ်လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးဖြစ်ပါတယ်။အဲဒီလိုတိုးတက်မြင့်မားဖို့ဆိုရင်တရားဥပဒေစိုးမိုးမှုကိုလည်းတပြိုင်တည်းမှာပဲကျွန်တော်တို့အောင်မြင်အောင်ဆောင်ရွက်ဖို့လိုပါတယ်။နောက်တစ်ခါကျွန်တော်တို့2018ကနေပြီးတော့ရလာတဲ့เนาะကျွန်တော်တို့ ဒီအခက်အခဲတွေက2019မှာဆက်ပြီးရှိနေ ਉ မှာဖြစ်ပါတယ်ဒါကတော့ဒီရခိုင်ပြည်မြောက်ပိုင်းအရေးခင်အတွက်ပြည်ပဆိုင်ရာနေပြီး PR ပေးနေတဲ့ပြဿနာဟာရှိနေ ਉ မှာပါ နောက်တစ်ခါကျွန်တော်တို့ပြည်တွင်းငြိမ်းချမ်းရေးအတွက်တော့ကျွန်တော်တို့စိတ်ဆိုင်ပြည်နိုင်တာမှာလဲကျွန်တော်တို့ဒီလိုအပ်တဲ့တော့တဘောတူညီမှုတွေမရသေးတာเนาะချင်းချင်းညာမှာနားလည်မှုလွဲမှနေတာဒါဒီဖြစ်ရှင်းမှုပါလေကျွန်တော်2019ရဲ့စိတ်ခေါ်မှုတွေဖြစ်ပါလိမ့်မယ်ခင်ဗျပြည်ပြောင်းလဲမှုပြုလုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေဟာလက်ရှိချိန်ထိရုန်းကန်နေရသလိုပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုနှေးကွေးခြင်းဘင်္ဂါလီရေးကြောင့်နိုင်ငံတကာရဲ့ပီးယားပေးမှုခံရခြင်းတွေကိုနိုင်ငံရေးပါတီတွေကဆက်လက်ထောက်ပြပြောဆိုမှုတွေရှိလာပါတယ်။ကျွန်တော်2019ခုနှစ်အတွင်းမှာစီးပွားရေးကိုဘလောက်အတိုင်းအတာအထိတိုးတက်အောင်နိုင်ငံရေးစီးပွားရေးကိုမြင့်တင်နိုင်မှာလဲဆိုတာဟာနံပါတ်1နိုင်ငံရေးစိတ်ပေါ်မှု စီးပွားရေးပုံမှာအခြေခံတဲ့အချက်ဖြစ်လာညဉ့်ညံ့ရေးအတွက်အပြုသဘောဆောင်တဲ့တိုးတက်မှုတစ်ခုဖြစ်တဲ့တမတော်ဘက်ကစစ်စင်ရေးရက်တက်မှုအပေါ်လက်နက်ကင်ဖွဲ့စည်းတွေကညဉ့်ညံ့ရေးလုပ်ငန်းစဉ်တွေမှာနိုင်ငံရေးအရပါဝင်ဆောင်ရွက်ဖို့သဘောတူတယ်လို့ထုတ်ပြောပေမဲ့ရှစ်ဆက်ဖို့ကြံရှိနေပါသေးတယ်2019ခုနှစ်မှာဒီအပြုသဘောဆောင်တဲ့ဒီတိုးတက်မှုတွေကိုလက်တွေ့နော်လက်ဆုပ်လက်ကင်ပြနိုင်တဲ့အောင်မြင်မှုတွေရလာအောင်ကျွန်တော်တို့ဆောင်ရွက်နိုင်ဖို့အရေးကြီးတယ် နော်ဒီလိုဆောင်ရဲနိုင်မှုဆိုရင်ကျွန်တော်အမိပြောရရင်အခုကျွန်တော်တို့ဒီရေဘူးအားအဖြစ်နော်သက်ဆိုင်တဲ့အင်အားစုအားလုံးဒီ Democratic Federal ပြည်ထောင်စု နိုင်ငံထူထောင်ရမယ်ဆိုတာသဘောတူလက်ခံထားပြီးသားသို့တော့ Federal Democratic Federal ပြည်ထောင်စုဒီဘလို့ပြည်ထောင်စုနဲ့ဖွဲ့စည်းပါလေအဲ့တော့ပြောကျင်တာဒီ Democratic Federal ပြည်ထောင်စုနဲ့ပတ်သက်တယ်နော်ဘလို့ဖွဲ့စည်းမယ်ဆိုတဲ့အခြေခံမှုတွေကိုသက်ဆိုင်တဲ့အင်အားစုတွေအကြား အကြေလေညှိနှိုင်းနိုင်မှုသည်2019ခုနှစ်မှာအရေးကြီးတဲ့စိတ်ပေါ်ချက်တစ်ခုလို့ကျွန်တော်မြင်တယ်။နောက်ထပ်အစိုးရရင်ဆိုင်ရမယ့်နိုင်ငံရေးစိန်ခေါ်မှုကတော့ရခိုင်ပြည်နယ်အရေးကိစ္စဖြစ်တယ်လို့လည်းပြည်သူ့ပါတီက ရှုမြင်ထားပါတယ်။ရခိုင်ပြည်နယ်ကိစ္စမှာကြည့်အခုရခိုင်ပြည်နယ်ကိစ္စကိုအကြောင်းပြုပြီးတော့အာမြန်မာနိုင်ငံပေါ်နိုင်ငံတကာရဲ့ PR တွေတော့တုံ့ပြန်နေအောင်တွေ့ရ။လက်ရှိအစိုးရရဲ့ကြန့်ရှိနေသေးတဲ့တက်တန်းနှစ်နှစ်အတွင်း တိုင်းပြည်ရဲ့နိုင်ငံရေးစိန်ခေါ်မှုတွေကိုဖြေရှင်းဖို့ယုံကြည်မှုဘလောက်ထိရှိထားပြီလဲဆိုတာကိုတော့ NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကအခုလိုပြောပါတယ်။ဒီကောင်ကတော့ကျွန်တော်တို့ဟာကိုကိုရိုင်းရဲ့လှုပ်ဆောင်နိုင်တဲ့ဟာကိုပဲကျွန်တော်တို့ကြည့်ရမှာပါ။ကျွန်တော်တို့အဖွဲ့ချုပ်မှာအဓိကအင်အားကတော့အဖွဲ့ချုပ်ကိုယုံကြည်တပ်ဝင်တဲ့ပါတီဝင်တွေရှိတယ်။သူတို့ကနေပြီးတော့တောင်းပန်ပေးအပ်လိုက်တဲ့ အလုပ်မှုဆောင်တွေရှိမယ်ဒီနေရာမှာတစင်ထပ်ရွေးချယ်လိုက်တဲ့လွတ်တော်ကိုယ်စားလှယ်တွေအစိုးရဖွဲ့ဝင်တွေရှိမှာပါအားလုံးဟာဒီအဖွဲ့ချုပ်ရဲ့ရည်မှန်းချက်များအောင်မြင်မှုအတွက်အမအားလုံးပူပေါင်းဆောင်ရဖို့လိုပါလေ။တပြိုင်တည်းမှာပဲဒီအဖွဲ့ချုပ်ရဲ့လုပ်နေတဲ့လုပ်ငန်းတွေကျွန်တော်ခုနပြောခဲ့လိုပဲတရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုရဲ့နေစဉ်လူမှုစီးမပွားဘဝတုတ်တဲ့ရေးဆိုတာဒါပြည်သူလူထုရဲ့အကျိုးစီးပွားပဲဖြစ်ပါတယ်အဲ့တော့တရားဥပဒေစိုးမိုးရေးအတွက်တရားဥပဒေနဲ့မညီတဲ့အချက်လက်တွေကိုပြည်သူလူထုကသတင်းပေးတိုင်ကြားဖို့လိုပါတယ်เนาะအစိုးရနေပြီးတော့เนาะအရေးယူဆောင်တဲ့အခါမှာပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်အဲ့တော့ပြည်သူလူထုကလည်းเนาะမြို့သားဒီမိုကရေစီရဲ့ဖွဲ့ချုပ်ပဲเนาะပြည်သူပေါ်မှာမှန်ငယ်ထားရှိခဲ့တဲ့စေနာကိုနားလည်ပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့အဲ့ဒီနေရာဖြစ်ကျွန်တော်တို့ဒီကံလာကိုဖြစ်ရှင်းနိုင်မယ်လို့ယုံကြည်ပါတယ် ိုင်ငံတော်သမ္မတကလည်းနိုင်ငံသူနိုင်ငံသားတွေရဲ့ဘဝချမ်းမြေပျော်ရွှင်မှုနိုင်ငံတော်အစိုးရကကောင်းမွန်တဲ့ရည်မှန်းချက်ဥတီချက်တွေကိုစ조사ပုံဖော်သွားမယ်လို့2019ခုနှစ်အတွက်နှစ်တကူနှုတ်ခွန်းဆက်စကားမှာပြောထားပါတယ်မိမိတို့နိုင်ငံရဲ့အနာဂတ်ငြိမ်းချမ်းသာရအောင်နိုင်ငံသူနိုင်ငံသားများရဲ့ဘဝချမ်းမြေပျော်ရွှင်အောင်နိုင်ငံတော်အစိုးရအနေနဲ့ကောင်းမွန်တဲ့ရည်မှန်းချက်ဥတီချက်များကို ကြိုးပမ်းပုံဖော်သွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့ဖိအားတွေခံနေရတဲ့စိန်ခေါ်မှုကိုပြည်သူပါတီကအခုလိုအကြံပြုပြောဆိုပါတယ်။အဲ့တော့ပြောချင်တာကတော့ရခိုင်ပြည်နယ်ကိုပြန်ဝင်လာမဲ့နော်နေရဆုံးမသူတွေရဲ့လူကြုံရေးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့အမှားခံချက်ပေးနိုင်တဲ့အနေအထားအလုံးလောက်ရှိနေပြီ။သို့တော့ ယတနာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံနေပြီးတော့အခုချိန်ထိနေရဆွတ်ခွာသွားတဲ့လူတွေကိုပြန်မဖို့သေးဘူး။အဲ့တော့ကျွန်တော်တို့အနေနဲ့ရခိုင်ကိစ္စကိုရခိုင်ပြည်နယ်ကိစ္စကိုပြောမယ်ဆိုရင်နော်စိုးစိုးကပြောတဲ့အခြေအနေကောင်းနေကျွန်တော်တို့ဘက်ကဖန်ပြီးထားပြီးပြီဖြစ်တဲ့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုနေရဆွတ်ခွာသွားတဲ့လူတွေရခိုင်ပြည်နယ်ပြန်ဖို့ရေးကိစ္စကိုလက်တွေ့ဆောင်ရွက်လာအောင်ကျွန်တော်တို့ဤတိုင်းဆောင်ရွက်ဖို့လိုတယ် တိုက်ခံပါတီတစ်ခုဖြစ်တဲ့ပြည်အောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကရွေးကောက်ခံအစိုးရအနေနဲ့တိုင်းပြည်ရဲ့နိုင်ငံရေးစိန်ခေါ်မှုတွေကိုမဖြေရှင်းနိုင်တဲ့အခါရနိုင်တဲ့အကျိုးဆက်တွေကိုအခုလိုပြောဆိုနေပါတယ်။နိုင်ငံရေးနဲ့စီးပွားရေးကဒွန်ဒွဲနေစီးပွားရေးကိုအောင်မြင်အောင်မလုပ်နိုင်ရင်ဘလောက်ပဲဘလို့ပုံကိုယူမျိုးပဲဥဆောင်နေပါစေစီးပွားရေးမတိုးတက်တဲ့အစိုးရတရားအချိန်တိုင်ပြည်သူရဲ့ ချုပ်ချယူခံရမှာရွေးကောက်ပွဲအတွက်သာအစိုးရကပြင်ဆင်နေတယ်ဆိုတော့ဝေဖန်ချက်တွေအပေါ်လက်ရှိအစိုးရကတော့အခုလိုသတင်းစကားပါလိုက်ပါတယ်ကျွန်တော်တို့ကပြည်သူမျက်နှာမူပြီးကျွန်တော်တို့စိုးရဖွဲ့လုပ်ငန်းဆောင်တာတွေလုပ်ပါမယ်လို့ကျွန်တော်ခရီးပြုချင်ပါတယ်ကျွန်တော်တို့ဟာလာမယ့်2020ရွေးကောက်ပွဲအတွက်ကျွန်တော်ပြင်ဆင်တာမှန်ပါတယ်သို့တော့ရွေးကောက်ပွဲနိုင်ရေးအတွက်ကျွန်တော်တို့တခုတည်းကျွန်တော်ကြီးမားချက်ထားတာမဟုတ်ပါဘူးတိုင်းပြည်နဲ့လူမျိုးအတွက်ရေရှိအကျိုးကိုကျွန်တော် ရည်မှန်းပြီးတော့ကျွန်တော်လှုပ်ဆောင်နေတာဖြစ်ပါလေလို့ကျွန်တော်အဲ့ဒီတဲ့စကားလေးပေးချင်ပါတယ်